ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီခေါ်တာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းခြင်းကံပြီးတော့ဖြည့်ရပန်းဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်ကျောင်းတိုင်းဘုံကြီးမမြဲသောဘုံတော်ဘုံညာဒေသမှာစာတင်တိုက်ကျောင်းပြက်ကြီးလို့မိရတဲ့စိတ်ဝင်စားပွဲထူးခြားစမ်းခြင်းကံပြီးတော့ဖြည့်ရပန်းဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစား နှาศင်အော်ပေးကြပါအောင်ခင်ဗျာစာတင်တိုက်ကြောင်းပြကြီးကိုအတိတ်တဖန်ပြန်လဲလှုပ်ရှားတက်ဝင်လာသေးသူပုံတော်ပုံညာအမွာညီမကနေမင်းကြီးကို မြှချနေပါလေအလင်းရောင်ဟောင်းအင်အားချိနေစွာနဲ့ငုံရှိုနေရပါပြီတည်ရဲ့တော်ရဲ့ကြီးများတို့ကမကောင်းဆိုးဘောတို့ရဲ့လက်မမဲကြီးများလိုရှေ့ပြီးတော့လာခဲ့ပါပြီအိတန်တရင် နေရလုနေကြသောငါမျိုးစုံတို့ရဲ့အတဟာစုညံလိုနေပါလေတပြေပင်ရင်မာပင် ကိုကိုပင် မကြီးပင် ပေပင်ကြီးပင်ဝယုံပင်တို့ရဲ့အိမ်များဟာအလင်းရောင်ကိုဆုပ်ယူလိုက်ကြပြီဝိပဝိဝိုင်စီစဉ်နေသောစံကြောင်းလေးရဲ့ရှိုက်တန်တက်တက်ကိုကြာနေရပါလေအသက်30ဝန်းကျင်ရှိတဲ့လူရွယ်နှူးဟာကြောက်ရွံ့အငယ်စိတ်တို့နဲ့တည်ရွေ့ရွေ့ရှေ့ကိုတိုးလို့တိုးလို့လာနေပါလေ လက်ပင်ကြီးများရဲ့အရေးတို့ကအမောင်တို့ကိုပို့ပြီးတော့အောက်ကောက်အောင်ပန်ပိုးပေးနေကြတယ်။ဇေဒီတော်ရဲ့စေလေးတဟောင်းတချွင်ချွင်ရိုက်ခတ်နေပါလိမ့်။အဒီယောင်20အီကကျော်ကျေဝင်းသောဘုန်းကြီးကျောင်းဝင်းတွင်မှနှစ်ပေါင်းရာနှစ်ချီလို့တက်တန်းကြမြင့်ပြီဖြစ်တော်လက်ပင်အိုကြီးတို့ရဲ့တေကိုင်းချင်းကျိတ်တဟောင်းလူတူရဲ့အန်ကျိတ်တန်လို့လို့ထင်ရတော့အောင်တကြွကြည့်မြင်နေပါလိမ့်။ဖရာကျောင်းဆောင်နှစ်ဆောင်စတူဆောင်တစ်ဆောင်အေကန်ဆောင်တစ်ဆောင် ကျောင်းသားကိုရင်အိတ်ဆောင်ရဟန်းငယ်များရဲ့အိတ်ဆောင်တို့နဲ့အဆောင်ပေါင်း9ဆောင်ရှိသောတုံးတက်လေးပေါ်တိခင်တိကောင်တွမိုးရှေးဘုံတော်ကြီးကျောင်းတော်ကြီးဟောအမောင်ထုအတွင်းမှာတိတိမမတ်ထဲထဲဝါဝါရှိနေပါလေတောင်ဘက်မျက်နှာစား၌အိုလီကနစင်မြက်ဘက်တေတာလီကနစင် အနောက်ဘက်တဲတဲမောင်တေတာလီကနစင်ရှိပါလေအဆောင်ပေါင်း9ဆောင်လှီကောင်9ဆင်းတို့နဲ့ကြီးမသောကျောင်းကြီးဟော တစ်ချိန်တော့အခါကသာသနာထွန်းကားခဲ့ဖို့ကြောင့်ညှင်းပြနေတဲ့ပုံရိပ်ကိုဆောင်လျက်ရှိပါတယ်လူရွယ်နှစ်ယောက်ဟာလက်နေတမီးကိုစီနဲ့တောင်ပိုင်းမြောင်အနောက်အုပ်လေးကမှမဝင်မရေတက်လာကြပါတယ်တကူကူနဲ့ကျောင်းရဲ့ခေါင်းမိုးပေါ်မှာခိုးမြရဲ့ညီတဲ့ဟောင်းချုပ်ချောစိတ်ကိုပို့ပြီးတော့ပန်ပိုးပေးနေပါတယ်အိုလီကာရဲ့ဝေယံမှာစိုက်ပြုတ်ထားတော့တငေစာငပြောပြင်အိုဂျီတွင်က ငါပြောလင်းတို့များလန့်ပြီးတော့ပြန်ပြေးကြပါတယ်လူပြေနေဦးဟောအိုလီကဘော်ကိုတက်နေတော့ချင်းလန်းကိုစုံရက်လိုက်ကြတယ်တယောက်လက်ကိုတယောက်စုပ်လိုက်ကြပါတယ်ဟွန်းတပြင်းကိုနှစ်ယောက်ပြိုင်းတို့ချလိုက်ပြီလေကဘော်ကိုတရွေ့ရွေ့တက်လိုက်မိကြတယ်ကြီးမတော်တော့ကလောက်ကြီးနှလုံးကိုဖွင့်ရအတွက်တော့ထဲတွင်မှာတော့တန်ကိုရွေးနေရပါတယ်၆ခွနဲ့အတန်းတွေတော့တန်နဲ့တော့ မှန်ကန်သွားခဲ့တယ်။အတန်းကြေလုံးစွာပြီးလို့တုတ်ကလောက်ကြီးပွင့်သွားခဲ့ပါတယ်။မပြေသေးပါ။နောက်ထပ်တော်တန်တစ်ချုံကိုရှာပြန်နေ။တော့ပေါတွင်ကိုတော်တန်ကိုထိုးသွင်းလို့ဖွင့်ကြည့်မိတယ်။မရပါဘူး။တော်တန်နဲ့တော့မကြိုက်သေးပါ။ထပ်ပြီးတော့ရှာပြန်ပါတယ်။၆ခုနဲ့တန်းနဲ့တူဟောပွင့်သွားပြီ။တော့ကလောက်ကြီးနှလုံးကို တလုံးချင်း ဖြုတ်ယူနေကြပါတယ်။တတော်တော့အတန်နဲ့တူ လူရဲနှစ်ယောက်ရဲ့နောက်ကျောဘက်စီကအတန်ဟောင်းပို့ပြီးတော့နှိကလာနေပါလေကြေကြေလောင်လောင်ကြီးအောင် တမင်ပြုတ်လုံနေဟန်ရှိပါလေနောက်ကိုတမင်လည်းပြန်လှည့်လို့ကြည်ရရင် ကောင်းတော့မကောင်းတော့စဉ်းစားနေကြပါလေတကားအမလေးအောင်မြင်တော့အတန်ကိုကြားလဲရပါလေကြက်တိဖြန်ဖြန်ထားသွားတယ်လပင်မွေးမြောင်းထောင်သွားတယ်လို့ထင်မိတယ်နောက်ကိုလက်ကြီးရန်မဝင်မရဖြစ်နေမိတယ် ရှေ့မှာတကယ်ရွက်ကိုတော့တိုးပြီးတော့ကန့်နေမိကြတယ်။အာဂန္ဓုယဟန်ကိုဒီတင်ကြအတွက်ဒီကြောင့်မှနာနေကျင်းဆက်ပြရစီ။ဒါဟာယဟန်တော်တစ်ပါးရဲ့အတန်ဖြစ်ရမယ်။ပြပိတတနဲ့ကြည်ကြည်လင်လင်ပြပြတတကြာလျာပါလိမ့်။အားတင်းပြီးတော့နောက်ကိုလှည့်လိုက်ကြတယ်။တတ်တော်60ကျော်လို့ခံမရတဲ့ဘုန်းကြီးတစ်ပါးကိုမောင်ရည်ပြိုးစားခြင်းမပြီးဘူးတော့မြင်တွေ့လျာပါလိမ့်။ ဦးကောင်းတို့ရဲ့အထက်မှာစံတော်ဟောင်းအနေငယ်ရှိနေတယ်လို့ထင်ပါတယ်မြင့်တော်ဟောင်းရာသီဥတုတန်ကိုခံထားရဖို့ရှိတယ်မှိုင်းမှိုင်းပုတ်ဖို့အတွင်ကိုဆောင်နေပါတယ်ညောင်ကောက်ဆိုးထားသောအယောင်ရှိတဲ့သင်္ကန်းတို့ဟောင်းဟောင်းနှွံ့ညွန့်ညွလွင်လာတယ်အနေငယ်ဆုပ်ပြင်းနေသောပေရွက်ရဲတောင်တစ်ချောင်းနဲ့ဝါတောင်ဝေးတော့ပြင်းညင်နွမ်းနေသောတပိတ်အိမ်မောင်းတပိတ်ဟောင်းတလုံးကိုထည့်ပြီးတော့လွှဲထားပါတယ်တပိတ်အဖိုးမောင်မောင်အယောင်လွန့်ပြဲစွာပြုနေသော တင်ငန်းတစ်ထည်ကိုခေါ်ပြီးတော့တင်ထားတယ်။ဘခုံမောင်မောင်နေကတိုင်းတစ်ခုကိုတင်ထားပါတယ်။နေရတိုင်းကြီးရဲ့အနာပံမြတ်ဟောင်းစုပ်ပြက်ဖွာလန်လို့နေပါပြီ။စီချတော်ဖနက်ရဲ့တဲချူဟောင်းတဖနက်တစ်ဖက်အယောင်ကကွယ်လွယ်နေပါတယ်။ဘယ်လိုမှဂျင်းညူဝေးအသွင်ပြင်းမရှိတော့ရဟန်းအိုကြီးတစ်ပါးကိုမြင်တွေ့ရခြင်းဖြစ်ပါတယ်။ကိုကွယ်စီကံမဲ့သူလည်းမရှိကြောင်းပိုင်းကြောင်းတိုင်းလည်းဟောင်းမှမတွေ့တော့တိုးတက်ကြီးဖြစ်မဲ့လို့ယူဆမိပါတယ်။လူနေပေမောင် အသက်ကြီးအောင်နေထိုင်လာခဲ့ပြီးတော့မိကုအာကိုရာ မရှိတာကြောင့်အနေထိုင်ဆင်ပြေနိုင်မဲ့ယဟန်ဘုရားကိုကူးပြောင်းလာသူများ ဖြစ်လင်မလားစိုးတထိတ်ထိတ်နဲ့ညချင်းကိုတောင်းဝင်ယူလို့ဆောင်းအောင်မဖြစ်တော့လူရည်နေဦးဟာသင်္ကဲဝဲအဖို့တူတူလာခြင်းကိုဝမ်းသာစွာကြိုဆိုလိုက်ကြပါရစေအဆောင်ဆောင်အခန့်ခန့်နဲ့အထက်ထက်ဖွဲ့စည်းထားသောရှေးပြည်သူကလည်းရောက်ကြောင်ကြီးတွင်ကိုဝင်ပြီးတဲ့ခါမှာအပေါင်းက လုံလုံရရကြီးစိုးသွားပါပြီ။ပက်တီနဲ့ထွန်းထားသောမီးလုံးလေးဟာလေတိုက်ခတ်မှုကြောင့်လှုပ်ရမ်းလိုနေပါလေ။လူရဲ့အိတ်၊တန်ရဲ့အိတ်စတဲ့အိတ်များဟာပြည်လွားလှောက်ခါနေပါလေ။အလင်းရောင်ကဖြတ်တော့မိမ့်မနိုင်လွင်းနေ။ကြီးစိုးလွန်မိုးနေသောအမောင်တို့ကိုအာရင်ချင်းနဲ့စွာတွန်လှန်နေပါလေ။ဒီကြောင်းကိုဘုံကြီးမမြဲတော့၃နှစ်ရှိပါပြီဖေ။အေးအေးဒီကြောင်းကိုကိုယ်ွက်တဲ့ ရွာပေါင်း9ရွာကလူငယ်တွေနေနေရောက်ညနေရောက်အလေးကြနဲ့ကျောင်းရဲ့လုံခြုံရေးကိုတာဝန်ယူနေရပါတယ်ဖေဟာအေးအေးညချင်းစနေလောက်မှာပရာလောကသားတွေစုညနေအောင်ခြုံလန့်တက်ပါတယ်ဖေဟာအေးအေးဘုန်းကြီးတွေပြင်ပြီးကျောင်းတိုင်ဖို့အပ်ပါတယ်တညသာချင်းပြီးမနယ်လေးရင်ကောဘကအဖွဲ့ကိုကျောင်းပြန်အပ်ပြီးတော့ပြန်ကြော့သွားလိမ့်ရှိပါတယ်ဖေဟာအေးအေးအာဂန်နုဘုန်းတော်ကြီးကိုရှောက်ထားသည်မှာပြင်းဤပွဲဖြစ်ပါတယ် ပြုံးခြင်းရခြင်းလည်းမရှိဘဘရွေရလည်းမဆက်ဆံယင်းဤဖော်ရွေးမှုကိုလည်းမပြပါဥကောင်းကိုအခါကာသာညှင့်ပြီးနားထောင်နေပါတယ်ပရိယတိအခြေခံနေလွင့်ရှာလို့၎င်းကိုမလွတ်မကျွင်းအောင်ထင်းထင်းပြီးတော့ပြုံးနေဖွယ်ရှိပါတယ်တကားလေးတို့နေလေကလည်းရာလုတ်တွေနဲ့ပြင်းမှန်းခဲ့ကြပြီစေးလေးနဲ့ပြောအောင်သာအိဆက်အနားယူပါတင်ညက်တွေကြောင်းရဲ့လုံကြုံရေးကိုဘုန်းကြီးတောင်းဝင်ယူပါမယ် သင်္ကန်းဝတ်နေဖြစ်သောအာဂန္တုယဟန်တော်ဟောင်းလူရင်းလူညာတော့မဟုတ်တည်းရလို့တွေ့တွေ့ဆဆနဲ့မယုံရဲယုံရဲစိတ်စဉ်ကိုအချင်းစိတ်က လွှမ်းမိုးသွားကြရပါလိမ့်ညင်ကတစတစနှဆိုင်လာပါလိမ့်ဗတိမိတိရောက်ဟာလဲပို့ပြီးတော့နှွမ်းရဲလာခဲ့တယ်လေးတိုက်ခတ်မှုကြောင့်မိတိဟာလှုပ်ခါရန်နေပါလိမ့်အရင်များက ရင်းကားတယ်လို့ဖြစ်နေပါလိမ့်ကျောင်းတိုင်ရဲ့အထက် ထုတ်လျှောက်ပေါ်ကအိမ်မြောင်တကောင်းရဲ့စုတ်ထိုးတံဟောင်းတိတ်ဆိတ်ခြင်းကိုဖြုတ်ခွင်းလိုက်ပါတယ်။ညဆောင်တောင်းဝင်းကြလူရည်နှုတ်ဟောင်းနှင်းတချက်ချက်အိပ်ပျော်နေကြပါပြီ။တနေ့ကလေယာဉ်လုပ်ငန်းလုပ်ကိုင်းနေရတဲ့သူတွေဖြစ်တာကြောင့်ပင်မနှံ့နှံ့မှုနဲ့ကောင်းချလိုက်တာနဲ့အိပ်လို့ပြောသွားကြပါပြီ။အာဂန်တို့ယဟန်တို့ကဖျားကိုဝတ်ပြုတယ်။ဗုဒ္ဓံတို့သည်ကမ္မထံကို ရှုပွားတယ်။ဝိနည်းရတို့ကိုမြတ်တာပို့သားပါတယ်။အမြပေးဝေးတယ်။မဟာပဋ္ဌာန်းတော်ကြီး ပစ္စည်းရနေဒီတာအနက်ပါလီကိုရွေးဖက်ပူဇော်ပွားများပါတယ်။ကျောင်းရဲ့ဖြစ်စဉ်ဖြစ်ရပ်များကိုကြိုတင်သိရှိပြီးဖြစ်ပါတယ်။ကျောင်းနိုင်ဖုန်ကြီးမပြည့်ချင်းရဲ့အကြောင်းရင်းကိုလည်းလေ့လာထားပြီးဖြစ်တယ်။ဒီကြောင့်ကိုသာသနာထွန်းကားလာစေရန်တောင်းဝန်ယူလို့စောင့်ရွက်ပေးမယ်လို့အဋ္ဌံပါရမီဖြစ်ကျင့်လာခဲ့သူဖြစ်ပါတယ်။အာဂန္တုယဟန်တို့ဟာသာသနာတော်ထွန်းကားပြန်ပွားရေးအတွက်ဓမ္မနယ်ရှင်တော်ဂမ္မီယအစီရင်ကိုစောင့်ရွက်ရပါတော့မယ်။အာဂန္တုယဟန်တို့ဟာ သာသနာတော်ထွန်းကားပြန်ပွားရေးအတွက်တမန်နေရှင်တော်ဂမိယစီရင်ကိုဆောင်ရွက်လိုက်ပါတယ်။ကျောင်းဝင်းရဲ့အရှိန်မြောက်ထောင်းတနင်္ဂနွေရက်ကစပြီးလက်ညှိုးညွှန်လို့မဟာပဋ္ဌံတော်ကြီး24ပစ္စည်းကိုရွှေ့ဆိုလိုက်ပါတယ်။ရှိတဲ့တဲ့အရင်မျက်နှာလေးပါ။တောင်းအရင်မျက်နှာလေးပါ။နှစ်ရပေါင်း၈ပါးတို့ကိုရည်ညွှန်လို့အရက်တစ်ခုလျင်ပစ္စည်းသုံးဖို့ကိုအာရုံပြုလို့ပြပိတတ်တော့ရွှေ့ဆိုလိုက်ပါတယ်။အဲဒါကို တန်တန်ကြီးရှစ်တိုင်းစိုက်တယ်ဆိုပြီးကမိယပညာရှင်တို့ကဆိုကြပါလိမ့်။နေရာမတ်တညာပြုထားတဲ့အတိုင်းမဟာပဋ္ဌာန်း24ပစ္စည်းကို အရှိရမဆလို့အနောက်ရက်ထိပြီးဆုံးတော့တရလျင်၄ပစ္စည်းနှုန်းနဲ့အစဉ်စဉ်တပြက်စီလဲသလိုရှင်းလင်းတုံတင်လိုက်ပါလိမ့်။ဒါကိုကမိယပညာရှင်တို့ကတန်တပြက်စီနဲ့ရှင်းလင်းခြင်းလို့ခေါ်ဆိုကြပါလိမ့်။တပံမဟာပဋ္ဌာန်းပစ္စည်းရနေတဲ့24ပစ္စည်းကို ကျောင်းဝင်းရင်မြောက်တောက်ကြရဲမှာစလို့ပစ္စည်းတစ်ခုချင်းကိုသုံးဘက်သုံးထက်ရွတ်ပွားလိုက်ပါတယ်။အတာကိုကံမီယပညာရှင်တို့ကတန်ဆူချိုသုံးထက်ကာချင်းလို့ခေါ်ဆိုကြပါတယ်။တပန်ဆက်လိုက်ပြီးရင်ကောင်းမကိုလက်ညှိုးဝဲပြန်ပြီးတောင်းရက်နဲ့တောင်းရက်ချင်းတူယူရက်နဲ့တူယူရက်ချင်း24ပစ္စည်းကိုရွတ်ဖွဲ့ပွားများပြီးတော့ပူဇော်လိုက်ပြန်နေ။ဒါကတန်ခွင်ချအုတ်ချင်းဆိုပြီးကမိယပညာရှင်တို့ကဆိုကြပြန်ပါတယ်။ အာဂန်တို့ယန်တို့ဟာတမန်နဲ့ရှင်တော် ဆောင်ရွက်ဖွဲ့တွေကိုစောင့်ရွက်လို့ပြီးဆုံးသွားခဲ့ပါပြီ။အာဂန်တို့ယန်တို့ကတမန်နဲ့ရှင်တော်ဆောင်ရွက်ဖွဲ့ရတွေကိုစောင့်ရွက်ပြီးစီးပြီးပြီဖြစ်တဲ့။ကျောင်းသောတကောင်နှစ်ဦးကဟောက်တမ်းမမှန်ပြီးလို့အိပ်ပျော်နေကြလေပြီ။ညကတကောင်ယန်ကိုရောက်ရှိသွားခဲ့ပါပြီ။အမောင်တို့နဲ့ဒိတ်ဆိတ်မှုကလွန်ပေါ်နေပါလေ။ထိတ်လန့်ချောက်ချောက်ဖွေရကောင်းတဲ့ညလို့ဆိုရမယ်ထင်ပါလေ။ဘက်ထရီမီဒီလေးကအလွန်မဲ့ အနှိမ့်ဖြုတ်တော့ပြီးတော့မှိမ့်မိနေပါပြီအာကန်တို့ယန်းတော်ဟာနေရာထိုင်ကိုခင်းပြီးတော့ဘုရားရဲ့ကုန်းတော်ကိုရှုပွားရှိခိုးပါတယ်ကြွထိုက်သူများနဲ့မကြွမလွယ်သေးသူများကိုမြတ်တာပို့တယ်အမြပေးဝေးတယ်တင်းပြေခွေထမ်းပြီးအာနာပါနာကမ္မထံကို ရှုပွားနေပါတယ် လေပြင်းရောမှုပေါ့စက်တိုက်အကြမ်းတိုက်ခတ်လာသလိုကျောင်းဝင်းကျင်းမှာရှိတဲ့တပင်းတို့ကိုလေပြင်းဝေရင်တိုက်ခတ်တဲ့တို့ကစူညံနေပါလေလူတန်လိုလိုကြီးမသောတတဝါကြီးများရဲ့အတန်လိုလိုမပြီးသားတဲ့အတန်များကလည်းရောထွေးတော်တော်ညံနေပါလေညဆောင်လူငယ်တို့ဟာထိတ်လန့်တော်လို့စွာနဲ့နိုးလာကြတယ်။ဆောင်းသားကိုကိုးစည်းခံပြီးတော့မတ်တရရလိုက်ကြပါလေ။ငါဤဒါနသီလဘဝနာကုသိုလ်ဖို့ဘာကကိုအမြပေးဝေပါလေ။ ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုပြီးဘဝဆုံးမှာကြွကြပါစေလွတ်ကြပါစေမကြွထိုက်သေးသောဗဒလောကသားများအနေနဲ့လည်းသာသနာတော်ဆောင်တဲ့လောကဘလာနေမြတ်တို့ထမောင်းနေရာတောင်းခံပြီးဤနေရာနဲ့ဝေးရသူရွှေပြောင်းချက်ကအတိတကျကျမ်းမာချမ်းသာစွာ နေထိုင်ကြပါလေလေပြင်းတက်ခဲ့သောအတန်မျိုးစုံတို့ဟာဝေးလို့ဝေးလို့လွင့်ပြေသွားကြရပါပြီအတန်များလုံးဝငြိမ့်သက်သွားကြသည်အာဃာနုယဟန်တော်ရဲ့ ရွတ်ဖွဲ့ရှုပွားသံများကိုကြီးညိုစွာနာယူရင်းနဲ့အမြဘေးဝေခြင်းတို့ဝမ်းမြောက်ဝမ်းသာစွာတာထုခေါ်ဆိုနိုင်ကြတယ်ထင်ပါတယ်။အာဂန္ဓုယဟန်တို့ဟာမဟာပဌံပစ္စယနေတိတော်ပါဠိနဲ့အနက်ကိုတရတရားထက်သန်စွာနဲ့ရွတ်ပွားပူဇော်နေပါတယ်။မနက်မိုးတော့အလင်းကိုရောက်ခဲ့ပါပြီ။တပင်မျိုးစုံတို့အမိုးနေတော်ရောင်းဝင်းကြီးရဲ့နေရာတည်တည်ကကျင်းကတုရဲ့သဘောဝဒိဋ္ဌဟောင်းမနက်ခင်းကိုချိုလွန်စေပါတယ်။ ချောင်းပလဲဝင်းရံနေတော့တောရချောင်းရဲ့ကိုဒကံရွာပေါင်း9ရွာမှကောဘကလူကြီးများနဲ့တူနေတော်ဝင်ကြတဲ့အဆောင်လူရဲနှုတ်ပါရောက်ရှိလာကြပါလိမ့်။ဖွင့်လာတော့တကားမှကျောင်းမော်ကိုတက်လိုက်ကြတယ်။နေချိုက်စွာအိမ်မောကြနေတော့ညဆောင်တဝင်ကြတဲ့လူငယ်နှုတ်ကိုလှုံ့နှုတ်လိုက်ရပါလိမ့်။ညကအတန်မျိုးစုံများကြောင်းနဲ့ပြည့်ရမှန်ကိုပြောကြမေးကြဆွေးနွေးကြတယ်။ကြားသိရသမျှကိုတွေးဆသုံးသပ်ဖယ်လှယ်ကြပါလိမ့်။ကျောင်းတိုင်းဘုန်းကြီးမမေတော့ ဒီကျောင်းတိုင်ကြီးတွင်ကျောင်းတိုင်စီရတော်တပါးရပြီလို့ကြည်ညိုနေကြပါတယ်တော်တော်အကန်တို့ယဟန်တော်ကို ရှာလို့မတွေ့တော့ပါတကောင်ကျောင်းမကိုရှာကြတယ်ယဟန်တော်ကိုမတွေ့ယဟန်တော်ရဲ့တပိတ်ကိုတော့တွေ့ရတယ်အတက်သွားတယ်ကျောင်းဝင်တွင်ကိုလူစုခွဲလို့အကန်တို့ယဟန်ကိုရှာကြပါတယ်ကျောင်းကြလွင်တော်ဝေယုံနှယုံအောက်မှာအမိုက်ရှင်းပြီးတော့ဒီကတိုင်ခင်လို့တရားရှိမှပွားများနေတော့ယဟန်တော်ကိုဖူးတွေ့လဲရတယ် ရဟန်းတော်ရဲ့သွင်မြင်ပုံစံကိုဖုတွေ့ရတဲ့မှာကြီးညိုပွဲသွင်းကိုမဆောင်တော့ပါလူပုံလောကအတွင်းမှာဒုက္ခဘေးဖုံဖုံကြောင့်ကိုကိုရမယ်ဖြစ်ပြီးအတက်ကြီးကမှရဟန်းသွင်းကိုကူးပြောင်းလာတဲ့တောထွက်ကြီးပုံစံတန်ဖြစ်နေပါတယ်အာဂန်တို့ရဟန်းတော်ကလူများကိုကြည့်ပြီး တူတူညီညီဇကာတခွင့်ကိုမိန်တော်မူတယ်ဒီကြောင့်မှခုနှစ်ရက်လောက်တက်ခုခွင့်ပြုကြပါတကားတို့မှတ်မှဝမ်းမြောက်လာကြပါဖေဟာငါတဲ့ ပူသောဆွန့်ထက်သလုံးမြင်းကောင်းကိုအရင်ပြု၍ဆွန့်ကန်ခြင်းအမှုမှရသောဆွန့်ကိုပူ၍နှစ်သက်တော်မူ၏နေစဉ်တဝန်ကြဖြစ်သော နေဆောင်နှစ်ယောက်နှင့်ညဆောင်နှစ်ယောက်တို့မှတပါးကြောင်းကိုဝင်သူထွက်သူမရှိစေခြင်းမူတကားတို့မျက်လောကိုချပြီးငြင်းငြင်းတက်တက်နှင့်နေထိုင်သောစကားလွင်နေတဲ့ယဟန်တော်ကိုအကဲခတ်ကြပါလေခတ်တဲ့လူမှုဒုက္ခကိုကြောက်ရွံ့ထိတ်လန့်နေဟန်ရှိပါလေလူမှုဒုက္ခဘေးမှာ ခင်ဝေအောင်ရှောင်ပြင်းနေတော့ဘယံပပစီတော့တော့ထွက်ကြည့်တဘောဖြစ်နိုင်ဖွယ်ရှိပါတယ်ရှိသေးတော့လေကျောင်းနိုင်ဘုန်းတော်ကြီးအဆက်ပြတ်နေဒီမောင်လုံးနေရှိခဲ့ပြီဆိုတော့ကျောင်းထိုင်နိုင်မဲ့ဘုန်းတော်ကြီးတဘောရရှိရေးကိုမျှလင့်ချက်ဖြစ်လို့ဝန်တာကြပါတယ်နောက်ထပ်ချောင်းညဆက်တိုက်ကျင်းဆက်နေထိုင်ဦးမှာဆိုတော့အာဂန္တုရဟန်းတော်ရဲ့စကားဟာဝန်တာကြည်ညိုစရာစကားဖြစ်ခဲ့ပါတယ်အာဂန္တုရဟန်းတော်ဟာညာစင်ညာတိုင်းပြုနေကြဝိတ္တိကို ြုလို့ဆောင်ရွက်တည်ကျွတ်လို့၍ကျွတ်လို့တော့ဗရလောကသားတို့ရာယူလို့ခြင်းဒီကောင်ကုသိုလ်ရဲ့အဖို့ဘကအမြောက်ပေးဝေခြင်းနဲ့မြတ်တော်အာနုဘောဖြစ်ပါတယ်သူတို့ရရှိနေတာက၆လခြင်းမပြူရဲအောင်မောင်းထုတ်ခြင်းခံရပါတယ်အာကန်တို့ယဟန်တော်ရဲ့အမြတ်ပေးဝေခြင်းမြတ်တာပို့သားခြင်းအမဟာပဋ္ဌာန်ပစ္စည်းရနေတိတော်ကိုနာကြားရခြင်းတို့ကြောင့်လူဝတ်ချက်နဲ့ပြေဝေမှုထက်တူပြုပြီးပြည့်စုံသွားကြပါတယ်။ကျောင်းဝင်တွင်မှာ ခြုံလှနေခြင်းမှကင်းဝေးသွားခဲ့တယ်။တက္ကမြတ်ဟာအာဂန္တုယဟန်တော်ကိုကျောင်းထိုင်ရန်အတွက်အနှင်ကြပါတယ်။အာဂန္တုယဟန်တော်ဟာငါရခန့်အချိန်ပြည့်ရန်ခွင့်ပန်ပြီးခရီးထွက်သွားခဲ့တယ်။ပြန်ကြွားလာသောအခါမှာမိခါတော်15ဝါခန့်ရှိသောဓမ္မစရိယအောင်မြင်ပြီးယဟန်တော်သုံးပါးကိုပင့်လာခဲ့တယ်။ကောပကအဖွဲ့ဝင်များနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့တပါးကိုပရဏဆရာတော်တပါးကို တိုင်အိုဆရာတော်တပါးကို တိုက်ကျက်ဆရာတော်တို့အဖြစ်ဝါတော်ဆင်းလိုက်သတ်မှတ်လို့ကျောင်းကိုရည်စဲချပြီးလူထံလိုက်ကြပါတယ်ကျောင်းလူပွဲနဲ့ရည်စဲချခြင်းအခမ်းအနားကိုရွာပေါင်း9ရွာမှတက္ကရာကမမြောင်းစုံကြီးစွာတက်ရောက်ကြပါတယ်ဆရာနဲ့တကညီညွတ်စွာနဲ့ကိုတော်ဝင်ကိုကြည်ပွင့်စွာထမ်းဆောင်ကြပြီးတိဒဝါဒဗုဒ္ဓသာသနာစီပင်ပြောင်းဖို့အောင်ဆောင်ရွက်ကြပါအာဂန္တုယဟန်တို့ရဲ့ဩဝါဒကရဟာအိမြတာဖြစ်ပါတယ် တရားနာပရိသတ်တို့ဟာတရားတူလွင်လို့အမရပါပရိယတ်ဒီအခြေခံနယ်လွင်ရှာတော့တောထွက်ယဟန်ကြီးဆိုတော့တရားတော်ကိုတန်တန်ဝင်ဝင်ဟောပြောနိုင်ခြင်းဘယ်မှာရှိကြပါမလဲဆိုပြီး နားလေခွန်းလိုက်ကြပါတယ်ကျောင်းအပွဲပြုလုပ်ပြီးတဲ့နောက်နောက်နေ့မနက်စောစောမှာအာဂနုယဟန်တော်ကြွသွားခဲ့တယ်ကျောင်းတိုင်အုပ်ချုပ်ရေးဆရာတော်သုံးပါးမှလွဲလို့အာဂနုယဟန်တော်ကြီးရဲ့အကြောင်းကိုဘယ်သူမှသိနိုင်မှာမဟုတ်ပါမိတိတကားတကားမှာ လူတယောက်မှလည်းမေးမြန်းခြင်းမရှိကြပါဆရာတော်တက်ညီလက်ညီကြိုးစားမှုကြောင့်တော်တော်ကြောင့်လေးဟာစာတေတိုင်းတွင်ကိုကုပြောင်းရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ကျောင်းဝင်းကျေပြန်းခြင်းဥယင်ရေကန်ပြည်ဆောင်ခြင်းကျောင်းအဆောင်ကြီးမားကြံ့ခိုင်းခြင်းကောသကံရွာမြေများစုဖြိုးကြွယ်ဝခြင်းစတာတို့ကြောင့်စာတေတိုင်းဖြစ်ကိုလင်းလင်းမမြန်တိုးတက်စီကားလာခြင်းဖြစ်ပါတယ်ဒီစာတေတိုင်းမှာနေတဲ့တာမဏိနဲ့ရဟန်းငယ်များဟာနိုင်ငံတော်ကကျင်းပသော ပထမကေတံပထမလက်တံသံဝိဝဲကိုဝင်ရောက်ဖြစ်စို့အောင်မြင်ကြလေပြီ။စာပြေအောင်တမဏိနဲ့ရန်ငယ်များကိုကွန်ပျူတာစာချစရာတော်များကို ပူဇော်ခြင်းခန္ဓာကို ကောပကဘွဲကဥဆောင်လို့တိုက်မြိုက်ခန္ဓာစွာကျင်ပါကြပါလေ။တခါတခါမတို့ရဲ့ပစ္စည်းလေးပါထောက်ပံ့မှုကြောင့်ထေရဝါဒဗုဒ္ဓသာသနာဟာစီပင်တိုးတက်ခဲ့ပါလေ။တခါတို့ရဲ့ဒါနာသီလဘဝနာအလုပ်အထောက်ကြတာကလည်းအကျိုးများပါပြီတဲ့။ အဲဒါပေမဲ့သတိတတ်ရဲ့ပဒနာဆရာတော်ဟောဟောကြားနေတဲ့စကားကိုခေတ္တရင်နာပြီးတော့ပရိသတ်ကိုအကဲခံလိုက်ပါတယ်ဆက်ပြီးဟောပါဗျာဝိနိတေခသဗ္ဗပိရိယတိနဲ့ပြည်စုံသောဆရာတော်တစ်ပါးကိုအထင်မြင်သေးစွာနဲ့ကာယကံဝစီကံမနောကံတို့နဲ့ပြမမိခဲ့ကြပါလေ။ဒါကြောင့်ကတော်ဝဲစီစဉ်တစ်ခုပါ အခမ်းအနားမှာထည့်သွင်းထားပါလေ။ကုံပြူဝဲလာတဲ့ယံပရိသတ် လူပရိသတ်တို့ဟာဗရဏဆရာတော်ရဲ့စကားကို အာယုံဆိုင်လို့နားဆွေနေကြပါတယ်တိတ်ဆိတ်ငြင်းတလျက်ရှိတယ်ဒီလိုနေရာမျိုးမှာဒီလိုစာသင်တန်းကြီးမျိုးကိုအောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့တဲ့အဓိကကျေးဇူးရှင်ကို ထုတ်ဖော်ပြောပြရစီဗရဏဆရာတော်ကပြောလက်စားစကားကိုရက်တက်ထားလိုက်ပြန်နေပရိသတ်ဟာပို့ပြီးတော့အာယုံဆိုင်လာကြတယ်မထင်မရှားရောက်လာဖို့တဲ့အညာတရလိုထင်နေကြသော အာဂန္တုယဟန်တော်တစ်ပါးရဲ့အကြောင်းကိုပြောချင်တာပါ။ကောင်းကင်ဘီနေကြတော့ပရိသတ်ဟာကောင်းမော်လာကြပါလိမ့်။မျက်စိကိုဖွင့်လို့နားကိုဆွန့်ထားကြလိမ့်။မြို့ကြီးသုံးမြို့မှာအောင်မြင်နေတဲ့သာသနာကြီးသုံးခုတည်ထောင်တော်မူခဲ့ပြီးမြို့ကလေးတစ်မြို့မှာမဟာကမ္မထာရိပ်သာတစ်ခုတည်ထောင်နိုင်ခဲ့တဲ့ဓမ္မစရိယသုံးဘွေရဆရာတော်ကြီးဖြစ်ပါလေ။ကောင်းပြွေးလာပရိသတ်များစိတ်ဝင်စားလာကြပြန်နေ။စက်ပြီးမိန်တော်မူပါဦးဖေရ။ အဲ့ဒီလိုသာသနာတော်ဝင်တွေခြေပွင့်စွာထမ်းဆောင်ခဲ့ပြီးအောင်မြင်တဲ့ကျောင်းလည်းကြီးများနဲ့တရားရည်သားများကိုတပည့်ယဟန်တော်တို့ကိုလွှဲခဲ့ပြီးတော့အညာဝတိတွမီသွားတော်မူတယ်မိမောဖေအကြောင်းမျိုးမျိုးတို့ကြောင့်သာသနာပြန်ပွားထွန်းကားဖို့လိုအပ်နေတဲ့အယတိတအကြောင်းကိုကြားသိပြီးတော့ရောက်လာပြီးသာသနာပြုလို့ရှိတယ်သာသနာကိစ္စဆောင်ရွက်ဖွဲ့ပြီးရင်တို့ရက်ကိုပြန်ပြီးတော့တွမီလေးရှိပြန်တယ်အဲ့ဒီဆရာတော်ဟာတကယ်တော့ ဖူးမြင်လိုက်ရတဲ့ဘေယာပပစိတတော်ထွက်ကြီးချမ်းလို့အထင်မြင်သေးစွာပြောဆိုဆက်ဆံခဲ့မှုတဲ့ဆရာတော်ကြီးပါပဲဗျာဟမ်ဟာအိုးပရိသတ်တွင်ကထိတ်လန့်တလို့စွာထပေါ်လာတော့အတန်များဟာစူညံသွားပါတယ်အပြေတော်တို့ပြမကျူးလွန်မှုများကိုဝင်ချတောင်းပန်လိုပါတယ်ဗျာသာသနာအာဇာနည်ဆရာတော်ကြီးရှိရကိုလမ်းညွှန်ပေးတော်မူပါဗျာနေထိုင်ရာရည်ရည်တော်ကိုအတိအကျမသိရပါတခါတော့ ခံမှန်းချက်ပြောလို့ရတာကတော့ပုံတောင်တောင်နှမ်းရဲ့ဒီနေ့ကတဘာဝလိုင်းကိုတခုမှတရားထုတ်တရားမြတ်ရအောင်ကြိုးစားအထုတ်ကျင့်ကြံပွားများနေလေရဲ့သာသနာအာဇာနည်ဆရာတော်ရှိနိုင်မဲ့ပုံတော်စီကိုမှန်းစားပြီးဝင်းချတောင်းပန်က မြစ်တာပို့ရအောင်သာသင်တဲ့ရဲ့ပဒနာနိုင်ကဆရာတော်အမှုပြုပြီးပြိဿအလုံးတို့ဟောဟောကတာကတော်ကနဲ့တမ်းမြင်ညာစွာကတော်လိုက်ကြပါလိမ့်တောမီဆရာတော်ကျမ်းမာစွာနဲ့ တရားတို့တရားမြတ်အလင်းမြန်ရပါစေဖေဟာမေတ္တာဘုဒ္ဓံမုံရံတို့တိုင်သွားတယ်ဆရာတော်တိမြင်တော်တရားတို့မြတ်ကိုလည်းကြွရောက်ဟောကြားတော်မူလေပါဖေဟာဘုသုံးချင်းချလို့ကြတော်လိုက်ကြပါတယ်ရင်ထွန်းမောင်ဝိရဏကိုစီခံစားလေရတယ်လက်လိုက်လေးလေးဖြစ်လို့နေပါတယ်စွတ်စွတ်နေနေဖြစ်လို့နေပါတယ်မျိုးလုံးအိမ်တို့မောင်မျက်ရည်စားတို့အဆုလိုလာခဲ့ပါတယ်သာသနာကြီးရဲ့ဝင်တွင်ကရေကန်ကြီးရဲ့လည်းမောင် ရန်ကုန်ကြံဘူးတို့ကဖူးပွင့်ဝေဆာလေးရဲ့ရှင်နေပါပြီတကောဝန်ခံကြရန်ကုန်မြို့မင်္ဂလာတောင်ညွို့နေနော်မန်ကျောင်းထိုက်စာချစီရတော်ဦးဇော်တိကရဲ့ပြုတ်ပြချက်များဖြစ်ပါတယ်မိတ်ဆွေတို့အတွက်ကျမ်းမာရေးဆက်လက်ဆောင်အစီအစဉ်လေးရောက်ရှိလိုလာခဲ့ပါပြီစစ်ကြောက်ကျွင်ခုံနေပြောင်းယောက်ျားမစီးလို့ဆိုပါတယ်အမျိုးသားမောင် စီလံကြောင်မဖြောင်းမဲကြောက်တဲ့ချင်းစီဘူးစီချုပ် စီခံခြင်းစီမြောင်းစီလွင်ခြင်းဆိုသောဇီဝရဏများခံစားတတ်ပါလေဇီပုံမှန်တော်ပြီးကျမ်းမာနေစဉ်မှာအတိတံဘိုးကိုမသိတော်လေဇီဝရဏခံစားလာပြီဆိုရင်တော့ဇောကျွေးတွေပြန်ပြီးတိမလောင်းတိမတက်ဝိရဏဇိုးတွေခံစားရတဲ့ဒီမှာအမှန်ပဲဖြစ်ပါလေအထူးသဖြင့်စီခဲသွားခြင်းစီလံကြောင်ကြောက်တဲနေပြီဆိုရင် အမလေးအပါလေးတရအောင်လူလိမ်ခံစားရတတ်ပါလေအော်ဖော်ပြပါ ကျွင်းခေါက်စီကစီကြောက်တဲ့ချင်းတွေအလွန်မဲ့အသုံးတက်လာတဲ့ဖြင့်ကျွန်းတွေ့တိုက်ဆိုင်ရင်အလွယ်တကူအသုံးပြုနိုင်ရန်အတွက်တင်ပြပေးရပါတယ်။အညာဒေသနဲ့မြေလက်ပိုင်းမှာအလေးကျကျွန်းမင်းမှုများပုံများစွာပေါ်ရောက်ပါတယ်။အိမ်ဆောင်ပရိဘောကလုံးလို့ရနိုင်သောအခြေအနေမရှိသောကျွန်းမင်းပေါက်တွေဖြစ်ပါတယ်။အဲ့ဒီလေးကျကျွန်းမင်းမှုလေးများမှာကျွန်းဒီကျွန်းများကိုမြို့ထောင်ရန်ကောက်ယူရောင်းချလို့ရပါတယ်။ အဲ့ဒီလေကြကျွန်းမလေးမြတ်မအခောက်ဟာစီယောဂအတွက်အလွန်မဲ့အစွမ်းထပ်ပါတယ်အထူးသဖြင့်စီတန်းချောင်းကြောက်တဲ့ခြင်းကိုခြေဖြတ်နိုင်စွမ်းရှိပါတယ်ကျွန်းပင်မကျွင်းကောက်ဆူကိုခွာရုပ်ပြီးနှုတ်နှုတ်လိဖြရပါတယ်လက်တွင်တစ်စုံခန့်ရရှိပြီးဆိုရင်ရေမက်ခွက်သုံးခွက်နဲ့တခွက်စားခြင်းအောင်ပြုတ်ကျူရပါတယ်အဲ့ဒီပြိုကြီးကိုဆွေရုပ်ပြီးတောက်ပေးရပါတယ်ကြောက်နှူရင်အကြီးပြောစင်သွားပါမယ်ကြောက်ရင်ရင်တော့စီလန်းချောင်းမှ တိုးထွက်စင်လာပါလိမ့်မယ် တော်တော်ကြောက်အလွန်ရင်ပြီးကြောက်ကြီးမှရင်တော့မပြောင်းနိုင်ပါခွဲစိတ်ထုတ်မှသာရပါတယ်တော်တော်ထိုးပြုတ်ဤတောက်ချင်းဖြင့်ပြီးထွက်ဆိုးကြမဖြစ်ပါတိုက်ဆိုင်ကြုံတွေ့ရင်ယုံကြည်စွာအတုံပြူနိုင်ပါတယ်စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးနှစ်ယောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲထူးခြားဆန်းခြင်းကမ္ဘီယာဖြစ်ရမန်ဇလန်အကောင်းလေးကိုဘာမီဟိုရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးရတဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်သွေးတဲ့အနေနဲ့ဗီဒီယိုလည်းတစ်ချက်တက်ပြီးတော့ comment ပေါင်းဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်ရာ channel လေးကနေတူချဆန်းချင်းလိုဝဆန်းချင်းဗေဒရင်ပို့ ပရလောကကံမီယယမတမုခင်ဖြစ်ရမန်ဇလန်ကောင်းမြတ်စွာကိုနေသမပြရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ